အားလုံးမင်္ဂလာပါရှင် Golab Channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပုံရဟမေကြီး Francis ရဲ့ဘဝစကြောင်းနဲ့ခြင်းကိုဝေမျှပေးချင်ပါတယ်တနင်္ဂနွေနေ့ Easter ပွဲခြင်းပါချိန်ပုံရဟမေကြီး Francis က St. Peter's Square Warder ကနေပြုံပြုံရှည်ရှည်နဲ့လူတို့ကိုနှုတ်ဆက်ခဲ့သေးတယ် Easter ညကျော်လွန်ပြီးနိုင်ပိုင်အကျွမ်းမှာပဲဗာတီကန်မှာခေါလောင်းသံတွေညင်သားစွာ လေးနှစ်စွာထွက်လာတယ် ပေါ်ရဟမေကြီးဖရန်စစ်ကွယ်လွန်သွားပြီးတင်လွန်ခဲ့တဲ့နိုင်ပိုင်းတွင်မှသူ့တန်ကလေးလိုက်ခြင်းမှာဘောနပ်စ်ပါစကွာလို့ပြန်လွှင့်ခဲ့သေးတယ်အာဘိနေတဲ့လူအုပ်ကိုတတူလီပြောခဲ့တယ်အဲ့ဒါနောက်ဆုံးကောင်းကြည့်ပေးခဲ့တာပေါ်ရဟမေကြီးပေးခဲ့တဲ့နောက်ဆုံးလက်ဆောင်ပဲပေါ်ရဟမေကြီးဖရန်စစ်ကသူ့ကိုယ်သူပဲသူလဲဆိုတာနောက်ဆုံးချိန်ထိသက်တည်ပြခဲ့ပါတယ် ုံဟမေကြီးကလှေဖြက်နှလုံးရောကခံစားရပြီးနိုင်အနေငယ်ကြတတိမိမျိုးသွားခဲ့တယ်ပြန်ပြီးတော့မမထနိုင်တော့တထကွာ36ခုနှစ်ဒီဇင်ဘာလ19ရက်နေ့အာဂျင်တီးနားနိုင်ငံ UNOS Aries မြို့မှာဟော်ကီမာရီယိုဘာကိုလီယိုဆိုတဲ့ကလေးငယ်လေးကဘာမြကြီးတွေကိုရှောက်လာတယ်ဖခင်ကအီတလီအမျိုးသား မိခင်ကအာဂျီတီးနားမျိုးသမီးပါသူတို့မိသားစုကအလွန်ပဲရိုးရှင်းတဲ့အခြေခံလူတင်းစားတွေပါဒီလိုနဲ့ပဲ1969ခုနှစ်မှာဘာဂိုလီယိုကအာဂျီတီးနားမှာရှိတဲ့ဂျဲဆွန်ဖုံးတော်ကြီးအဖွဲ့အဲ့ဒီအဖွဲ့ကိုသူဝင်သွားခဲ့တယ်အဲ့ဒီမှာဖုံးတော်ကြီးဖြစ်လာတာပဲသူဘဝတလျှောက်လုံးမှာရိုးရှင်းမှုတမာတမန်ရှိမှုတွေနဲ့ပတ်သက်ပြီးအပြစ်တင်စွန့်ဆွဲလို့မရအောင်ပဲ အလွန်ငြိမ်းချမ်းခဲ့တဲ့သူဆင်းရဲတဲ့သူတွေနဲ့နီးကပ်နေထိုင်ခဲ့တဲ့သူပါ1998ခုနှစ်မှာ UNOS Aries ရဲ့ဖုံးတော်ကြီးဖြစ်လာတယ်2002ခုနှစ်မှာတော့ပုတ်ရဟမေကြီးဒုတိယမြောက်ကျုံပေါ်မှာကာဒီနယ်ဖြစ်လာခဲ့တယ်2013ခုနှစ်မလ13ရက်နေ့မှာတော့ဘာဂိုလီယိုဟာ166မြောက်ပုတ်ရဟမေကြီးဖြစ်လာတယ် တဟာလက်တအမေရိကဘက်မှပရမအောင်ပုံရံမေကြီးပါပဲ။ဘာဂိုလီယိုကပုံရံမေကြီးဖြစ်တော့ Francis ရဲ့နာမည်တစ်ကိုခံယူတယ်။ Francis ရဲ့နာမည်ရဲ့အတိတ်ပဲကမြတ်တာမှုစီရင်သားတွေကိုညာတာထောက်ထားတဲ့ Saint Francis of Assisi ကိုဂုဏ်ပြုတဲ့အတိတ်ပဲပါ။ပုံရံမေကြီး Francis ဟာရာစုနှစ်များစွာကအစဉ်လာတွေကိုချူဖြတ်ခဲ့တယ်။ မွတ်စလင်နဲ့အမျိုးသမီးအကျဉ်းသားတွေရဲ့ခြေထောက်ကိုစီးကျော်ပေးခဲ့တယ်။ရာသီဥတုပြောင်းလဲတဲ့ပြဿနာတွေကိုအရေးယူဆောင်ရွက်ပေးဖို့သူတောင်းဆိုခဲ့တယ်။အဆုတ်ရောက်ယောဂဒုနာဝေဒနာတွေခံစားခဲ့ရတာတောင်းဘိတ်တက်ကလထိုင်းမှာမနာမနေပဲသူကြိုးစားခဲ့တယ်။ပုတ်ရဟမေကြီး Friendship မတိုက်ခင်ကပုတ်ရဟမေကြီး Benedict ဖြစ်ပါတယ်။2013ခုနှစ်အထိပုတ်ရဟမေကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ တမိုင်းမှာပထမဆုံးနှုတ်ထွက်ခဲ့တဲ့ပုတ်ရဟမင်းကြီးပေါ်2022ခုနှစ်ဒီဇင်ဘာလ31ရက်အသက်65နှစ်မှာပြန်လည်နှုတ်မှုခဲ့ပါတယ်။သူဘာကြောင့်နှုတ်ထွက်ခဲ့တာလဲဆိုတော့ကျမရဲ့ကြဆင်းလာပြီးပုတ်ရဟမင်းကြီးတယောက်ထမ်းဆောင်ရမယ့်တာဝန်တွေကိုကြီးပွန်စွာမထမ်းဆောင်နိုင်တော့ဘူးလို့သူခံစားရလို့ပါ။နောက်ထပ်ပုတ်ရဟမင်းကြီးကအခုပြန်လည်သွားတဲ့ပုတ်ရဟမင်းကြီး Francis ပေါ်ဟုတ်တယ် အခုတော့ပုတ်ဟမေဂျီဖရန်စစ်ကွယ်လွန်သွားပါပြီ။လက်ရှိဗာတီကာမှာရိုးရာဝန်နေခြင်းကာလပေါ်ပုတ်ဟမေဂျီတပါကွယ်လွန်ရင် ထုံးစံကငွေရောက်တူလေးနဲ့ဥကောင်းကို သုံးချက်ထူရပါလိမ့်။ပြန်မနှိုးလာတဲ့အခါကွယ်လွန်ပြီလို့အတည်ပြုရတာဖြစ်ပါတယ်။ပုတ်ဟမေဂျီဖရန်စစ်ကိုတော့ဂျူးစ်မေဒီကေကွယ်လွန်သွားပြီလားလို့သုံးခါမေးပြီးအပြစ်မရတဲ့အခါ ကွယ်လွန်တဲ့အကြောင်းအတည်ပြုလိုက်တာပေါ့ဇာမနခန္ဓာကိုအီတလီနိုင်ငံရောမမြို့ကစိတ်ပီတာဘက်ဆီလီကာယဉ်ပြင်မှာကျင်းပမှာဖြစ်ပါတယ်2005ခုကပုံဟမေကြီးကျွန်ပေါ်ရဲ့ဇာမနမှာဗာတီကန်စီးတီးကို လူလေးတန်းထိလာရောက်ပြီးဂါရဝပြုကြတယ်အကြီးမားဆုံးဇာမနပေါ့2025ပုံဟမေကြီးဖရန်စစ်ဇာမနဟာအစင်လာကိုချိုးဖျက်လိုက်တယ်ပုံဟမေကြီးရဲ့ဆန္ဒအရာ ဗာတီကန်ရဲ့အပြင်ဘက်မှာမြုပ်နေမှာပါဒလီယပုဂင်ဟမေကြီးတွေတကြိုတဲ့အခေါင်းကို Cyprus Tin Shooter ခဲနဲ့ဝတ်တကြတာတို့ကိုတုံးထက်ထားပြီးတော့မှပြေလို့ရပါတယ်ပေါ်ဖရန်စစ်ကိုတော့သူ့ဆန္ဒရရိုးရိုးရှင်းရှင်းတက်တာကိုသူ့အနာကိုခေါင်းတလားကိုအသုံးပြထားပါတယ်ဂျိုးယာတလီဥပရိယကိုရဲ့ကြာဂုံပြုကာလပြီးသွားရင်နောက်ထပ်ပုဂင်ဟမေကြီးက Francis ကိုဆက်ခံမဲ့သူကို ွေးချယ်ရမှာဖြစ်ပါတယ်။ပုတ်ဟမ်မင်းကြီးတို့ဘာကွယ်လွန်ရင်နောက်အသေးရွေးချယ်ဖို့ကို15ရက်က20ရက်နေ့အတွင်းပေါ့နော်။ရွေးကောက်ပွဲလုပ်ရပါတယ်။169ရောက်မြောက်ပုတ်ဟမ်မင်းကြီးအသေးရွေးချယ်ရေးကွန်ကလစ်ကိုကျင်းပကြမှာဖြစ်ပါတယ်။ကွန်ကလစ်ရာတော့ဖြစ်ပိတ်ချတယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်။အစည်းအဝေးတွေကို လုံးဝလျှို့ဝှက်စွာကျင်းပလိမ့်ရှိကြတယ်။ပဝင်ဟမေကြီးအသည့်ရွေးချယ်ရွေးပွဲကို ဗာတီကန်မှာရှိတဲ့စစ်စတီနာဘုရားကျောင်းအဲ့မှာကျင်းပလေးရှိပါတယ်။အသက်80မပြည့်သေးသောကဘာတဝန်းကဖုံးတော်ကြီး120ကနေ140နီးပါးပါဝင်ကြမှာဖြစ်ပါတယ်။ရွေးကောက်ပွဲရလက်ကိုမဲချလက်ကြီးလိုရေးဆွဲထားတဲ့နောက်ဆုံးဆုံးဖြတ်ချက်ပကြီးပုံရှစ်မှာရွေးကောက်ပွဲကို ပြုလုပ်ကြမှာပါ။ပေါင်ရမဲကြီးအစ်တက်ကဘသူဖြစ်ရမဲလို့ပြောဝတ်ထားရှိမဲထားအလဲကျနေသူဆိုပြီး ရထားတာတွေမရှိပါဘူးတရုတ်သူတွေကပထမနေ့မှာမဲတဲ့ချိန်ပဲပြီးရတယ်ဒုတိယနေ့ကစပြီးတနေ့ကိုမဲလေးချိန်ပြီးရပါမယ်၃ပုံ၂ပုံမဲပြည့်တဲ့အထိပေါ့မဲပြီးပြီးတိုင်းမဲဆက်ကူတွေကိုမီးရှို့ကြရတယ်မွေးချိန်နဲ့အနဲ့ရောက်မီးခိုးထွက်လာရင်မဲအောင်မြင်ခြင်းမရှိသေးဘူးဆိုတဲ့အတိတ်ပဲပါမွေးချိန်နဲ့အဖြူရောက်မီးခိုးထွက်လာရင်ပုံရံမဲကြီးအစ်စ်ကိုရွေးချယ်ပြီးတယ်ဆိုတဲ့အတိတ်ပဲပါ အဲ့ဒီနောက်အသက်ရွေးချယ်ခံထားရတဲ့ပုတ်ရဟမေကြီးကမိမိအသုံးပြုလိုတဲ့နာမည်တစ်ကိုကြီးညာမှာဖြစ်ပါတယ်။ပြန်လွန်တော်မူသွားတဲ့ပုတ်ရဟမေကြီး Francis ကတော့အမျိုးအနွယ်လူနည်းစုတွေစင်ရဲသားများဒုက္ခသည်တွေရဲ့ပြဿနာတွေအားလုံးခြုံငုံနားလှည်တယ်။တန်ရုံးစင်ထားတယ်။စစ်ချင်းမြတာနဲ့ခေါင်းဆောင်တဲ့သူပေါ့။လူကိုလူလိုပဲမြဲတက်သူ LGBT မျိုးနွယ်စုတွေအပေါ်မြတ်တာဖို့အတန်ထွက်ပြီးတဲ့သူ ရားရှိခိုးကြောင့်မှအမျိုးသမီးတွေကိုတာဝန်ယူခက်အပ်တဲ့သူနိုင်ငံတကာဒုက္ခသည်တွေကိုလက်ခံဖို့တိုက်တွန်းခဲ့တဲ့သူမြမအရေးတွေမှာလည်းဒေါ်ဆန်းစုကြည်ကိုတလီတစားခင်မင်းနဲ့သူဖြစ်ပါတယ်သူရဲ့နှုတ်ဆုံးဆန္ဒကသူ့စာပနာကိုဂုဏ်ပြုပြီးအကြီးအကျယ်မလုပ်ဘဲမြေပြင်အောက်မှာရိုးရှင်းစွာမြုပ်ပြီးပြီး Francis လို့ပဲရေးပြီးပါတဲ့ပုံရဟမင်းကြီး Francis ဆန္ဒရာရောမမျိုးကစိန့်မေရီမေဂျာ ဘာဇီလီယန်စေပီတာပိတ်မှန်ပါကြီးကျယ်ခမ်းနားစွာသူတို့မှာမဟုတ်ပါဘူးရောမမြို့တဲကစန်တာမာရီယာမဂျော်ရီဖျားเจ้าကြီးတဲမှာမြို့ငယ်မှာပဲဖြစ်ပါတယ်ပိုယဟမင်းကြီးဖရန်စစ်ဟာဘဝတစ်ခုလုံးသူ့အတွက်ငွေအလွန်အကျွံသုံးဆွဲတာကိုအမြဲတမ်းညှင်းဆန်နေသူဖြစ်ပါတယ်ဒါမှတိုက်ခမ်းမှာနေတယ်ကိုစားဖို့ကိုရိုက်ချက်တင်ကားမောင်းတဲ့ဒရိုင်ဘာတော့မချပါဘူးထောင်တွေစီးုံတွေလို့ တကယ်လိုအပ်တဲ့နေရာတွေကိုမကြခဏသွားရောက်လေးရှိတဲ့သူတယောက်ပါ။ဒါဟာပုတ်ရဟမေကြီး friend ဆရာဆိုလို့ရှင်တော့ပြည်သူပုတ်ရဟမေကြီးပေါ့။